ရာယာတွေ့ရင်လက်တဲ့ကစားမကိုခေါ်ယူနိုင်ဖို့ကြိုးစားနေတဲ့ Chelsea ပရိသတ်များလုံးဝမင်္ဂလာများဘလူးလိုင်းယံကင်းကနေပြန်လဲကြိုးစားလိုက်ပါရင် Chelsea တင်အောင်လာမယ့်နေရာဒီမှာကစားမခေါ်ယူမှုတွေပြုလုပ်သွားဖို့အတွက်ပြင်ဆင်နေခဲ့ရမှာအခုဆိုရင်ရာတွေ့ရင်လက်တဲ့လို့တင်စားသတ်မှတ်ထားကြတဲ့ကစားမတယောက်ကိုခေါ်ယူနိုင်ဖို့အခြေအနေကောင်းနေတယ်လို့သိရပါရင်ဒီကစားမကိုပရိမီးယားလိအသင်းတွေတော်တော်များများကလည်းသဘောချနိုင်ကြပြီးကစားမရဲ့ခြေစွမ်းကိုစောင့်ကြည့်ဖို့အတွက်သူတို့ရဲ့ကင်းထောက်တွေကိုဆင်လွှတ်ထားကြပါရင်ဝက်ဆန်နဲ့ဗီလာတို့ကသူတို့ရဲ့ကင်းထောက်တွေကိုဆင်လွှတ်ခဲ့ဖို့သလိုမန်စီးတီးကလည်းဒီကစားမကိုခေါ်ယူဖို့အတွက်အတော်လေးကိုစိတ်ဝင်စားနေကြတာပါဒီကစားမကတော့ပြင်သစ်ကလပ် ်လော်ရီယန်မှာကစားအနေနဲ့ကင်မရွန်ကွင်းလေလိုအာသာအေဖော်မဲဖြစ်ပါရင်အေဖော်ရဲ့စန်းဆောင်မှုရှိတဲ့ကစားဟန်အကြောင်းရာဒွေလက်တက်လို့တော်မှာအားလုံးကချီးကျူးပြောကြားထားကြတာပါကွင်းလေကစားမတယောက်ဖြစ်ပေမဲ့တိုက်စစ်လမ်းကြောင်းအတွက်အားထားတဲ့အေဖော်ဟာယခုနှစ်ရာသီမှာလော်ရီယန်အတွက်ပွဲနဲ့ဆယ်ပါဝင်ကစားပေးထားပြီးနှစ်ဂိုးသွင်းယူထားကဂိုးဖန်နေမှု၅ချိန်ပြုတ်လုပေးထားနိုင်ပါတယ်ဒါကအသက်၃၀ရွယ်လူငယ်ချေဝင်လေးတူအတွက်ကတော့ပျောင်ပျောက်တဲ့စွမ်းဆောင်ရည်လိုကောက်ချက်ချနိုင်ပါတယ် လော်ရီယန်ဘက်ကတော့စာရုပ်တရံကုံဆုံးတော့မဲ့ Avon နဲ့စာရုပ်တရံထပ်တိုးနိုင်ဖို့ကြိုးစားနေပါရင် Avon ဘက်ကတော့လော်ရီယန်နဲ့စာရုပ်ကိစ္စအပြီးမသက်ရသေးခင်မှာသူရဲ့ကစားမဘွားတလန်အတွက်သူ့စီကိုရောက်ရှိလာမဲ့ကမ်းလှမ်းမှုတွေအားလုံးကိုနားဆင်ပေးသွားမှာဖြစ်ပြီးထိုက်တဲ့နဲ့ကမ်းလှမ်းမှုတွေကိုလည်းလက်ခံစဉ်းစားပေးသွားမှာဖြစ်ပါရင် Chelsea ကတော့ Avon ကိုအရောက်ခေါ်ယူနေပြီးသူတို့ရဲ့ညီမကလပ်ဖြစ်တဲ့ Starboard အသင်းထံအငှားပြန်ချပေးဖို့စိတ်ကူးထားပါရင်